အစိုးမြင်စိတ်ကိုထိန်းချုပ်ခြင်းဖြစ်တယ်လို့စားတော့နေထိုင်ခြင်းစိတ်လိတ်တော့ခြင်းအရက်တော့ခြင်းတို့ကို မကောင်းမှန်းသိပါရဲ့သို့တော့ထိုမကောင်းသည့်အရာများကိုငွေကုံခံပြီးဆွဲလန်းစွာလှုပ်ဆောင်လိုခြင်းစိတ်များကြောင့်လဲကျမ်းမာရေးတွေ ထိခိုက်နေကြရပါတယ်မကောင်းမှန်းသိသိနှင့်ကျူးလွန်နေမိခြင်းဖြစ်ပါတယ် ဆန္ဒကိုမထိန်ချုပ်နိုင်သဖြင့်ဘဝပြတ်နေကြသူတွေများစွာရှိပါတယ်။လူတွေစိုးရိမ်ပူပန်စိတ်သည် တွေဝေစိတ်ကို ဖြစ်နိုင်ုံသာရှိပါတယ်။အစိုးမြင်အစိုးတွေမကောင်းလုပ်ခြင်းကမိမိကိုမိမိပျက်စီးစေကြောင်းကိုတွန်းပို့နေသလိုဖြစ်စေပါတယ်။စိတ်ပညာသဘောအားဖြင့်မတိစိတ်ကတိစိတ်ကိုလွှမ်းမိုးအနိုင်ယူသွားပြီးမလုံသင့်သည့်အလုပ်များကိုကျူးလွန်လိုက်ခြင်းများ ဖြစ်ပေါ်စေနိုင်သည်ဟုဆိုပါရယ်။မြည်သောဆိုစေမိမိ၏အစိုးမြင်အတွေးစိတ်ကမိမိကိုကြောက်ထဲဆွဲချသွားခြင်းသာဖြစ်ပါရယ်။ထို့ကြောင့်အကောင်းမြင်စိတ်ကိုမွေးမြူရန်လိုအပ်ပြီးအရာရာကိုရှုမြင်ရာတွင်အကောင်းမြင်ဘက်ကသာကြည်တတ်လျင်အစိုးမြင်စိတ်၏ဆွဲခေါ်မှုနောက်ကိုပါသွားမည်မဟုတ်ပါ။လူတိုင်းတွင်ဖြစ်ချင်သည့်ဆန္ဒပေါင်းများစွာရှိနိုင်ပါသည်။ ဆန္ဒတွေဖြစ်ပေါ်လာရင် အကောင့်ထဲပေါ်လိုက်သည်ထက် စာဖြင့်တန်းစီပြီးချရေးနိုင်ရန်ပထမဆုံးစူးစမ်းတင်ပါရဲ့။ပြီးမှဖြစ်နိုင်မဖြစ်နိုင်လှုပ်သင့်မလှုပ်သင့်တို့ကိုစုံဖြတ်လိုက်ရင်အစိုးဘက်ကိုအမြန်ဆုံးအကောင့်ထဲပေါ်ခြင်းကလည်းကင်းဝေးသွားနိုင်ပါရဲ့။ဓာတ်ရိုက်စိတ်ခံစားမှုများဖြင့်စုံဖြတ်လှုပ်ဆောင်ခြင်းမှာမိမိအစွမ်းစများကိုပါ ဆုံးရှုံးစေနိုင်ပါရဲ့။ စိတ်ဆိုးစိတ်ရိုင်းများကို အနာယူနိုင်သည့်နီးလန်းတွေရှိပါတယ်။သူ့အတိုင်းလွတ်ပေးထားလိုက်ရင်မကောင်းဘက်ကိုဥတီသွားနိုင်သည်ကိုသိရင် ထိန်ချုပ်နိုင်ပါတယ်။ညီတို့ထိန်ချုပ်နိုင်ကြောင်းသိထားလိုက်ရင်စိတ်ဆိုးစိတ်ရိုင်းတွေပေါ်လာတိုင်းအလိုလျောက်ထိန်ချုပ်သွားနိုင်စွမ်းရှိသွားပါတယ်။စိတ်ကိုတည်ငြိမ်အောင်ဥစွာလုပ်ရမယ်။မကောင်းသောစိတ်တွေကိုထုတ်နိုင်အောင်စူးစမ်းရမယ်။စိတ်ထဲတွင်မကောင်းစိတ်တွေကို ရှင်းထုတ်လိုက်ရင် တည်ငြိမ်သွားပါလိမ့်မယ်။ငါထံတွင်မကောင်းစိတ်တွေကင်းနေပြီဟု ကိုကိုကိုမြင်လာလင် အလိုလိုငြိမ်ချမ်းပြီးသားဖြစ်သွားပါလိမ့်မယ်။ကုံလွန်ခဲ့သောအတိတ်တွေကို မေ့နိုင်သမျှမေ့လိုက်စေချင်ပါရဲ့။ကိုအတွက် အကျိုးမဲ့လင် ပြန်ပြီးမတွေးခြင်းကအကောင်းဆုံးဖြစ်ပါရဲ့။မျက်မှောက်တဲ့တဲ့ကိုရက်လိုက်ပြီးရှေ့ဆက်ဘာလို့ရမည်ဆိုခြင်းကိုသာ တွေးထားသင့်ပါရဲ့။နေ့တနေ့ကိုအိယာကထားလိုက်သည်နဲ့ ဘာတွေကိုငါဘလို့ရင်ဆိုင်ရမည်နည်းဟုစတင်တွေးလိုက်ပါအစိုးမြင် အဖြတ်သဘောဖြင့်တိုက်ခိုက်လိုက်မည်ဖြက်စည်းလိုက်မည်ပြက်စည်းစေရမည်ဟု တွေးတော်ခြင်းထက် အားလုံးအကျိုးရှိအောင်မြည်သည့်လမ်းစဉ်ကိုရွေးချယ်မည်နည်းအကောင်းဆုံးဖြစ်စေရန်ဘာတွေကိုလှုပ်ဆောင်သင့်သည်နည်းဆိုသည့်အကောင်းမြင်အတွေ့ဘက်ကစတင်လိုက်သင်ပါရယ်ညာအိယာမဝင်ခင်လဲနေတနေ့တာတွင် ငါသည်ဘာရီကိုအကောင်းဆုံးလှူဆောင်ခဲ့သည်နည်းဆိုခြင်းများကိုပြန်လည်တွေးကာကြည်နူးစိတ်ဖြင့်ကောင်းစွာအိပ်စက်နိုင်ပါသည်မကောင်းစိတ်မကောင်းအတွေ့ဖြင့် မကောင်းတာလုပ်ခဲ့ရင် ထိုမကောင်းမှုကကိုယ်ကိုနှိပ်စက်သောကြောင့်အိပ်ပျော်နိုင်လိမ့်မည်မဟုတ်ပါ ကောင်းတာလေးတွေလုပ်ခဲ့ရင်မှတ်တမ်းလေးတွေရေးထားနိုင်အောင်စူးစမ်းကြည့်ပါကို့မှတ်တမ်းတဲတွင် အကောင်းမြင်အကောင်းတွေ့အကောင်းလုပ်ထားခြင်းများပြည်လာရင် အစိုးမြင်တတ်ခြင်းများနေသက်ထက်နေသွားပါလိမ့်မယ်။ရေအေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာ၌ပျော်စားဆက်ရာတတဝါဟုသမျှတို့သည် အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသား အိတ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည်ရှက်ဝေလန်းသည်ဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။